မင်္ဂလာပါရှင်မောသားမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရခိုင်နယ်ကောင်အဖွဲ့အေအူးဆောင်တဲ့ပူပေါင်းအဖွဲ့ရရညောင်ကျိုးစကန်ကိုထိန်ချုပ်နိုင်ဖို့ကြိုးပမ်းခဲ့ပေမယ်အထူးကိုက်ကြဆုံများနေပြီးတော့စစ်ဦးကျိုးတို့ဖြစ်လာနေရလို့သတင်းတွေထွက်ပေါ်နေပါတယ်တရုတ်တန်ပိုင်းထဲမှာညောင်ကျိုးစကန်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့အေအေအူးဆောင်တဲ့ပူပေါင်းအဖွဲ့ရဘယ်လိုမျိုးရင်ဆိုင်နေရတယ်လဲဆိုတာကိုပြောပြပေးသားမှာဖြစ်ပါတယ်ဒီစီဇန်လေးမစတဲ့ခင်မှာတော့မူတာမီဒီယာ channel ကို subscribe နဲ့ like ရန် share လေးလုပ်ပေးပါအောင်ရှင်ပြည်တကြီးရဲ့ကြောက်ဖြူစစ်တွေမျိုးနယ်တွေအပါဝင်ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့နေရာတချို့မှာနာဆကတက်တွေနဲ့ရခိုင်နယ်နဲ့ကိုင်းအဖွဲ့အေအေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကြားမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေရအေအေအဖွဲ့ဝင်တွေအထိကိုင်းအကြဆုံးများနေတယ်လို့သိရပါတယ်ရခိုင်ပြည်နယ်မှာတောင်ကုန်းမြို့ကိုလက်လွတ်ခဲ့ရပြီးနောက် UNA အေအေအဖွဲ့တွေဟာ ပဲခူးတိုင်းအနောက်ခြမ်းတာယာဝတီ PDF တွင်နဲ့မဟာမိတ်ပြုတ်ပြီးတော့တောင်မုံကြီးစကန်ကနေမိုးထီတောင်ဗကန်ခွဲနတ်တောင်တာဝါတိုက်ကုန်းတွေကိုတဖြည်းဖြည်းရှေ့တိုးလာကြရဖြစ်ပြီးတော့မလ7ရက်နေ့က UNAAA ကတောင်ကျိုးစကန်ကိုအပီးသက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ရခိုင်အခြေစိုက်မီဒီယာတွေအပါအဝင် NASA ကောစန့်ကျင်ရဲ့မီဒီယာအများစုက ဖော်ပြခဲ့ပါတယ်။ညောင်ကျိုးရွာဟာဘကိုးတိုင်းဒေသကြီးပြည်ခရိုင်ဗတောင်းမြို့နယ်ညောင်ကျိုးကျေးရွာအုပ်စုမှာပါဝင်ပြီးတော့ တောင်ကုန်းမြို့နယ်ပြည်မြို့အကြားမှာကပ္ပစာ3ကပ္ပစာ6ကပ္ပစာ9ကပ္ပစာ9ကပ္ပစာ16တို့ ရှိနေတယ်လို့သိရပါတယ်။ရခိုင်နယ်ကန်အဖွဲ့ AA ဟာဒေသခံ PDF အဖွဲ့တွေပါဝင်မှုကြောင့် UNAAA ကညောင်ကျိုးစကန်းကိုကြော်ပြီးညောင်ခြေတော့အနီးအထက်စစ်ဝင် နေရာယူလေလာမှုတွေရှိတယ်လို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ရခိုင်နယ်ကန်အဖွဲ့ AA ရဲ့စီရေးရှိမှန်းချက်တွေတဲမှာကပ္ပစာ9ကပ္ပစာ6 ကပ္ပစာ9နဲ့ကပ္ပစာ16တွေဖြစ်တယ်ဆိုတာသိတာထင်ရှားနေပြီ။လက်နေခေရန်နဲ့စာနယ်ရိခါတွေကိုမအီတောင်ကုတ်ကနေပို့ဆောင်နေရဲဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေသလိုညောင်ကျိုးနဲ့ညောင်ချေတောက်လမ်းပိုင်းကိုဖြတ်တောက်ပြီးစစ်ကိုလမ်းကြောင်းတွေကိုလည်းဖြတ်တောက်တိုက်ခိုက်တာမျိုးတွေရှိခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့နာဆာကတပ်တွေရဲ့မြေပြင်တပ်ဖွဲ့တွေအပြင်စက်တက်လေထီးတွေအုံပြိုကလေကြောင်းဖြစ်ကိုပေးနေသလိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေရတဲ့အတွက် ရကလည်းနဲ့ကန်အဖွဲအေအေဦးဆောင်တဲ့ပူပေါင်းအဖွဲဝင်တွေဟာအထီးကအကြဆုံးများနေတယ်လို့ညောင်ကျိုးစကန်ကိုလည်းတင်ယူနိုင်တာမျိုးမရှိသေးဘူးလို့သိရပါတယ်။ UNLA အဖွဲတွေဟာပြီးခဲ့တဲ့ဇန်နဝါရီလ26ရက်နေ့ကမော်တီတောင်စကန်ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက်ညောင်ကျိုးစကန်ကိုလူအင်အား၃ကတိုက်ခိုက်ခဲ့ပေမဲ့အထီးကအကြဆုံးများနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ UNLA အဖွဲဟာညောင်ကျိုးစကန်တိုက်ပွဲမှာအထီးကအကြဆုံးများနေရာ ထိခိုက်ကြဆုံးမှုစီရင်ကိုအတိအကျစီရင်ထုတ်ပြန်ခြင်းမရှိခဲ့သလိုရခိုင်ပြည်နယ်အတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေမှာအတိခိုက်ကြဆုံးမှုများခဲ့တဲ့အတွက်ဗိုက်ကြီးတွေအတမပြေသေးတဲ့သူတွေကိုအတမဆင့်ကိုတန်းဖို့ခောက်ယူနေတာတက်တေတရဖြစ်နေပါတယ်ဒေသခံတဦးကတော့တိုက်ပွဲအတွင်းအေအဖွဲ့ဝင်တွေတေဆုံးမှုများပြားနေရဲ့တေတာပြီပုံနေရပဲပုတ်စော်ပြီနန်းစော်နေရပဲဘယ်ကနေလူအင်အားရနေတယ်လဲမသိဘူးတေတဲ့သူတွေတဲမှာဗိုက်ကြီးတွေတွေလည်းပါတယ် မိရဲ့ကောင်တွေကိုစစ်ဆေးကြည့်ချိန်မှာစိတ်ကြွဆေးပြားတွေတိုက်ပြီးစစ်တိုက်ခိုင်းတာမျိုးတွေရှိတယ်လို့လည်းကြားမိရဲ့။အေအေတပ်ဖွဲ့ဝင်တွေကိုစူပါမေရင်ပါဝါရိန်ဂျာတွေကိုထင်နေကြလားမသိဘူး။ထိခိုက်ကြဆုံးမှုများပေမဲ့ရက်ခိုင်မီဒီယာတွေကအပြစ်မှန်ကိုဖုံးကွယ်ထားတယ်လို့အေအေကောင်းဆောင်တွေကိုယ်တိုင်ကလည်းပိတ်ပင်ထားတဲ့ကြားမိရဲ့ဆိုပြီးတော့ပြောပါတယ်။အေအေဦးဆောင်တဲ့ပူပေါင်းဖရီယာညောင်ကျိုးစကန်ကိုတင်းယူနိုင်ဖို့အတွက်ဝိုင်းဘက်ပိတ်ဆို့ကရေအရင်းမြစ်တွေကိုဖျက်တောက်နိုင်အောင်လဲကြိုးပမ်းနေတယ်လို့ လှိုင်ကောင်းတွေတူကစစ်စင်ရေးလှုပ်ဖို့ကြိုးပမ်းနေပြီးဒရုန်းကိုအတုံးပြုတ်ပြီးဒရော့ဘုံးတွေနဲ့တိုက်ခိုက်တာတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ကိုခိုင်စောကမလ14ရက်နေ့ညဘက်9:00နာရီချိန်မှာညောင်ကျိုးပင်မှာစကန်ကြီးပေးကကာကင်ကုန်းပတ်လေကိုအေးအေးအကျန်းဖက်ဖွယ်မှာဓာတ်စီဘုံးတွေကိုဒရော့ဘုံးမှာချိန်ဆွဲပြီးတိုက်ခိုက်ခဲ့ပါတယ်။မိဘေလောင်လေးစီည7:00နာရီအချိန်မှာအေးအေးအကျန်းဖက်အုပ်စုမှာကြားတက်ထိုးတိုက်ခိုက်ခဲ့ပြီး ်မိမိတို့ရဲ့ရှေးထွန်းမိုင်းတွေနင်းမိပြီးခုနှစ်ဦးလစ်သွားပြီးတော့တဦးတန်ရာရှာခဲ့တယ်။လက်ရှိချိန်မှာမိမိဘက်ကာကင်းလက်လွတ်လိုက်ရတယ်။ဒါပေမဲ့သူတို့ဘက်အကြဆုံးများပြီးမှကာကင်းကိုရှာသွားတယ်။ရန်သူဟာကာကင်းရသွားပြီမဲ့မိမိပင်မစခန်းနာကိုမကက်ရဲသေးပါမိမိဘက်မှာလေချောင်းအပြင်စက်တက်လေထီးတွေနဲ့ပါညောင်ကျိုးစကန်မကြရည်တွေပြင်းပြင်းထန်ထန်တုံ့ပြန်ပြီးညောင်ကျိုးရှိမိမိအဖွဲ့တွေရိုးရိုးချွန်းချွန်းတိုက်ပွဲဝင်နေစေဖြစ်ပါရဲ့ဆိုပြီးတော့၎င်းရဲ့ Facebook လူမှုကွန်ရက်မှာရှင်းတောင်းဖော်ပြခဲ့ပါတယ် မြန်မာနိုင်ငံမှာလက်နက်ကိုင်တိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းရက်ကိုင်းမီဒီယာတွေအပါအဝင်နာဆာကအိုစန်ဂျင်ရဲ့မီဒီယာတွေဟာနာဆာကစစ်သည်တွေကိုစိတ်တက်ခွာကြာစင်းစေဖို့ရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်ခဲ့ရ။ညောင်ကျိုးစကန်ကြတဲ့ဆွေတဲ့င်းဟာလည်းနာဆာကတက်တွေစိတ်တက်ပိုင်းကြာစင်းစေဖို့ရည်ရွယ်လှုပ်ဆောင်တဲ့တဲ့င်းမျိုးဖြစ်တယ်လို့သိရပါတယ်။စေရဲ့တဲ့င်းအကြောင်းအရာတွေကိုရှင်းသားဖော်ပြနေရင်ရဲတုံးပေါ်အမည်ရှိတဲ့အကောင့်တစ်ခုကလည်းရခိုင်ရုံးမပေါ်ကညောင်ကျိုးစကန်ကြီးမှာတော့ အေးအေးနဲ့ဗတ်တက်တွေချင်းစုပ်တွေဝင်လုံးနေရာတုံးရရှိနေပြီလေရန်သူအင်အားကလည်း2000ကျော်လောက်ရှိပေမဲ့ကိုရီဘက်ကလည်းထောင်နေကြီးရဲ့အင်အားနဲ့တိုက်ပွဲဝင်နေတာပါအခုရခိုင်ရုံးမပေါ်ကတိုက်ပွဲကတော့တကယ်မိုက်တယ်ဗျဒရုန်းတွေပတ်ဝဲနေပြီး UAV ကင်းထောက်ရှင်နဲ့24နာရီမပြတ်အကဲကြည့်ပြီးရဲ့နေပညာမြင့်လာပြီလို့ပြောလို့ရနေပါပြီရန်သူနဲ့မိတ်ဆွေခွဲကြလို့ရနေတဲ့အနေအထားမှာလက်မောင်းဗတ်တက်စိတ်ကိုပါထင်ထင်ရှားရှားမြင်တွေ့နေရတော့ UAV ကင်းချောင်းပြင်ရဲ့ကွန်မွန်နဲ့မိမိရဲ့ drone တင်းတွေကို data တွေပို့ပေးပြီးတော့ပြင်းနေရပါအပူကနန်းတက်မမတမ်မတော်သားတွေကကပ္ပစာတမတမ်မတော်သားတွေအခုလက်ယုံတက်တွေမှာတမ်မတော်သားတွေဟာပေါင်းစုမိလာနေကြရမို့အင်အားကြီးမားစွာ ရှိနေကြပါတယ်အေအေနဲ့ချင်းစုပ်တွေဗဒက်တွေနေနဲ့သားရဲ့ resin နဲ့နဲ့တန် drone တင်းရဲ့120မမတာမိုဘရိတ်ပုံသေးတဲ့အမြောင်း120မမ 4G ရဲ့ပြည့်ခက်ခံရမှုကြောင့် လိုင်းအော့ကွန်မြူနီကေးရှင်းဝေးကွာလွန်ပြီးတော့ခေယံပုံသည် စေဝါတွေပြက်လက်လာမှုကြောင့်စိတ်ကြွရွတ်တုစေးပြားတွေကိုဝင်းဝပြီးတုံဆဲကအသေးကံတက်လုံးနေကြပေမယ့်ထင်းတိုင်းခိမပေါက်တော့ဘူးဒီကနေ့မှစပြီးစေရှင်တန်ကစစ်အေးပြီးတော့စစ်ဦးကျိုးသွားပြီးဖြစ်တာမလို့အေးအေးခွေးရထံမှခေါင်းဆောင်၃ယောက်ဟာနောက်ကျောင်းကိုပြန်ချီတက်တော့မယ်ဆိုတဲ့သတင်းတွေလက်ခံရရှိထားပါတယ်ခင်ဗျာကဘာစာတက်ကပညာတဲ့တက်ကြည်ကြီးရဲ့အားကလည်းကျင်းနေစရာပါရန်တရီဘက်ကဝါတာဖြန့်တယ်လို့ နောက်တန်းကိုထွက်ပြေးနေကြတဲ့ဆိုရက်မှန်မှန်သတင်းကိုလည်းအတိမယူကြပါနဲ့ခင်ဗျာဆိုပြီးတော့မလ16ရက်နေ့ကရှင်းသားဖော်ပြထားပါတယ်။စစ်ပွဲအချိန်ကြာလာနေအများ UNLA အဖွဲ့ဟာနောင်ကြိုစကန်တိုက်ပွဲမှာမျောလင်းသလောက်ရလတ်မကောင်းပဲဖြစ်နေရာစိတ်တက်ကြဆင်းပွဲရှိနေပါတယ်။ UNLA အဖွဲ့ဝင်တွေရဲ့ရက်ကိုင်းပြင်းရဲ့အတွင်လှုပ်ရက်တွေဟာလေမေကွန်ထုတ်စာဖြစ်လာနေပြီးတော့ရက်ကိုင်းဒေသခံတွေတဲမှာ UNLA အဖွဲ့ပေါ်အားပေးထောက်ခံမှုအရင်ကလောက်ကောင်းမွန်မှုမရှိတော့ဘူးလို့သိရပါတယ်။ UNLA အဖွဲ့ဟာလက်ရှိအချိန်ရခိုင်ပြည်နယ်အတွင်းကြောက်ဖြူစစ်တွေမြို့တွေမှာစစ်မျက်နှာတွေရှိနေသလိုတောင်ကုန်းမြို့နယ်ပြည်မြို့အကြားမှာလည်းစစ်မျက်နှာတွေရှိနေခဲ့ကမကွေးနယ်ရခိုင်ပြည်နယ်အစပ်မှာလည်းစစ်မျက်နှာတွေရှိနေရာလူအင်အားပြုံတိမှုတွေလူအင်အားလိုအပ်ချက်တွေမြင့်တက်နေပါတယ်ဘလို့ပင်ဆိုနေစီကမှနာဆကတက်တွေဟာနောင်ကျိုးစကန်းကို လက်မလို့ရှာစီဖို့အတွက်မြေပြင်တပ်ဖွဲ့တွေအတွက်စားနယ်ရှိခါဆေးဝါနဲ့ခရံတွေအပြေးဝအကူအညီထောက်ပံ့ပေးမှု လုံဆောင်ရမှာဖြစ်တယ်လို့လေကြောင်းတိုက်ခိုက်မှုတွေ၊ဒရုန်းနဲ့တိုက်ခိုက်မှုတွေ၊စက်တန်လေးတီအသုံးပြုတိုက်ခိုက်မှုတွေကိုအရှိန်မလျှော့ပဲဆက်လက်လုံဆောင်ရမှာဖြစ်ပြီးရန်သူကိုနေလိုမီလိုကြင့်ကြံတင့်တယ်လို့အကြံပြုပြောဆိုတာမျိုးတွေရှိနေပါတယ်။နာဆာကအနေနဲ့ညောင်ကျိုးစကန်တိုက်ပွဲနဲ့ပတ်သက်ပြီးရောစစ်ကူစစ်ကြောင်းနဲ့ရန်တန်းတွေကိုပို့ဆောင်ရမှာလုံခြုံရေးစီမံတွေစနစ်တကျစီမံဆောင်ရွက်ပို့ဆောင်တင့်တယ်လို့ညောင်ကျိုးအပြင်တန်ကုတ်ပတောင်ရိုးမလမ်းတွေပေါ်မှာလည်း ပလယာစနစ်သုံး UAV တွေနဲ့ရန်သူစုဖွဲ့လှုပ်ရှားမှုတွေကိုအမြဲတမ်းစောင့်ကြည့်တိုက်ခိုက်တာတွေပုံမှန်လှုပ်ဆောင်သင့်ပါတယ်ရှင်